ငွေကိုပြန်မပေးချင်လို့အကြောင်းပြချက်အမျိုးမျိုးပေးနေတဲ့ခိုင်နှင်းဝေကိုတစ်ချက်ထဲနဲ့အနိုင်ပိုင်းသွားခဲ့တဲ့မန်ရှားထန်တွေအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေချွတ်ဆွလိုက်ပါတယ်လက်ရှိမှာတော့ခိုင်နှင်းဝေနဲ့မန်ရှားထန်တွေတို့ရဲ့သိန်း30ကိစ္စအောင်စိတ်ဝင်စားမှုအများဆုံးရနေတာပါမရှာထက်တွေကတက်သေးအထောက်ထားခိုင်ခိုင်မာမာနဲ့သူရဲ့ငွေသိန်း30ကိုပြန်တောင်းပေမဲ့လည်းခိုင်နှင်းဝေကတော့ပြန်မပေးခဲ့ပါဘူးပြန်မပေးရတဲ့အကြောင်းရင်းကတော့ငွေလဲလိုက်တဲ့ဘဏ်ကောက်ပိုင်ရှင်နာမည်နဲ့မရှာထက်တွေနာမည်ချင်းမတူတာကြောင့်ဘဏ်ကောက်ပိုင်ရှင်ကကိုယ်တိုင်လာဖြေရှင်းဖို့အတွက်ပြောထားတာပါ ်မရှာထက်တွေကနိုင်ငံသားမှနေထိုင်တာကြောင့်အကိုဖြစ်သူကိုဝေသူရဲ့ဘဏ်အကောင့်ကိုယူသုံးထားရတာဖြစ်ပြီးမှလွဲမိတဲ့ငွေကိုလည်းကိုဝေသူရဲ့ဘဏ်အကောင့်ထဲကိုပဲပြန်လွှဲပေးဖို့ပြောခဲ့တာပါဒါပေမဲ့မရှာထက်တွေတို့မောင်နှမနှစ်ယောက်ကခိုင်နေဝေရှိတဲ့ရန်ကုန်ထိလာပြီးတော့ရှင်းလင်းဖို့အတွက်ခိုင်နေဝေကိုပြောချပါတယ်နိုင်ငံသားကနေပြန်လာပြီးပြဿနာကိုရှင်းရင်အလုံလဲပြတ်မဲ့အပြင်သွားစရိတ်လာစရိတ်ကလည်းကုန်ကြအောင်မှဖြစ်ပါတယ် ဆရာဂျွန်လင်တို့လိုလူတီများထင်ရှားတဲ့လူကတော့ခိုင်နေဝေကိုဒီကိစ္စကိုမြ мян ရှင်းပြလိုက်ပါလို့ဂျားရဲကနေပြောပြပေးမယ်လေခိုင်နေဝေကတော့ခေါင်းမနေစေပဲဖြစ်ပါတယ်။ဒါကြောင့်မန်ရှာထက်ွယ်ကတော့ဒီငွေ29သိန်း9500ကိုအဆုံးခံလိုက်ပြီးဖြစ်ကနောက်ထပ်လည်းမတောင်းတော့ပါဘူးလို့ပြောလိုက်ပါပြီ။မေလ9ရက်နေ့ကလေးကဖြည့်ရှင်းလာတဲ့ကိစ္စဖြစ်နေတဲ့အပြင်ဒီကိစ္စကလည်းအတော်လေးလူတီများတဲ့ကိစ္စဖြစ်လာပါပြီ။ ကိုငွေကိုပြန်ရအောင်အောက်ကြောက်ကြခံပြီးတော့တောင်းနေရတဲ့အဖြစ်ကိုရှက်လာတာကြောင့်မရှာထက်ွယ်ကတော့ဒီကိစ္စကိုရက်လိုက်ပြီးဖြစ်ပါတယ်လူသိရှင်ကြောင့်အထောက်ထားအခိုင်မာနဲ့ပြန်တောင်းရတာတောင်းအခွင့်အထိပြန်မရနိုင်ပဲရှင်းအောင်မကြီးတဲ့ဇကားတွေပဲထွက်လာခဲ့တာကြောင့်စိတ်ရှုံးမခံတော့ပဲငွေကိုအရှုံးခံလိုက်တဲ့နီးနဲ့အနိုင်ပိုင်းလိုက်တာဖြစ်ပါတယ်တချို့တွေကတော့ခိုင်နေဝေကဒီထမကပိုင်ဆိုင်မှုများတာကြောင့်ဒီလောက်ငွေနဲ့တော့နမဲအပြတ်မခံတော့ဘူးလို့ပြောကြပါတယ်ဒါပေမဲ့မန်ရှာထက်ွယ်ကတော့သူ့ကြောင့်လူအများမျက်စိရှုပ်ပြီးစိတ်နှောက်ယှက်ဖြစ်မှာကိုလည်းမလိုလားသလုံး ခခရရပြန်တောင်းနေရတာကိုလည်းရှက်နေပါတယ်။မန်ရှာထက်နယ်ကသူ့ရဲ့ငွေ330ဆုံးသွားတာမှန်ပေမဲ့လည်းဂုံတိတ်ခါပိုင်းမှာတော့အနိုင်ရသွားပါပြီ။ကိုတိုင်ပြင်ပမန်ရှာဖွေထားတဲ့ငွေတွေကိုဘသူပဲဖြစ်ဖြစ်တမိုးထားချလိရှိပြီးပြန်လို့ချင်းချပါတယ်။ဒါပေမဲ့ခိုင်နင်းဝေကတော့ပြန်မပေးပဲအချိန်ဆွဲနေခဲ့ကမဖြေရှင်းပေးခဲ့ပါဘူး။တချို့တွေကတော့မန်ရှာထက်နယ်ကိုခိုင်နင်းဝေကိုစားငွေပြန်ပေးမယ်လို့ပြောကြပါတယ်။ ကိုပိုင်စီးပွားရေးလုပ်နေကြတဲ့မြို့သမီးတယောက်ရဲ့မာနကြောင့်မန်ရှာထက်တွေကသူများရဲ့ငွေကိုလိုချင်တာမဟုတ်ဘဲကိုပိုင်ငွေကိုပဲပြန်လိုချင်တာပေါ့ဒါကြောင့်ဂျားရဲကနေလှုပ်ပေးပါမယ်လို့ပြောတဲ့ငွေတွေကိုလည်းတပြားတစ်ချက်မှလက်မခံဘဲအလုပ်ပဲပို့ကြိုးစားလိုက်ပါမယ်လို့ဆိုပါတယ်တဖက်မှာလည်းမန်ရှာထက်တွေကနမဲကြီးချင်းလို့ Bright မိခင်ကြီးကိုပြဿနာလာရှာတယ်လို့ပြောသူတွေလည်းရှိကြတာပေါ့အဲဒါကြောင့်နမဲလည်းအပြတ်မခံနိုင်သလိုအလုပ်လည်းအပြတ်မခံနိုင်တော့တာကြောင့်ဒီကိစ္စကိုဒီလောက်နဲ့တင်ရန်နာလိုက်ပါတယ်အခုတော့ Bright မိခင်ကြီးတယောက်ဘလို့ဖြေရှင်းလာမလဲဆိုတော့အားလုံးကသိချင်နေကြပါတယ် ယ်။ဂျွန်လင်ကတော့အမှန်တရားတိုင်းဖြစ်စေချင်တာကြောင့်ဒီကိစ္စမှာအမုန်းခံပြီးပြောပြနေတဲ့အပြင်ဖိုင်နင်းဝေကိုလည်းလူပီတောက်ရင်ပြီးပြီလို့သတိပေးထားပါတယ်။အနှပညာလောကတွေကမိတ်ဆွေတွေအချင်းချင်းဖြစ်တာကြောင့်ဒီကိစ္စမှာဘသူကမှအမုန်းခံပြီးဝင်မပြောချပေမဲ့လည်း တရားကျွလင်ကတော့အမှန်တရားကိုအမှန်တရားအတိုင်းပဲရောက်စေခြင်းသူဖြစ်ပါတယ်ဒီလောက်တောင်ပြတ်မပေးခြင်းနဲ့ငွေကိုမယူတော့ပါဘူးဆိုပြီးဆုံးဖြတ်လိုက်တဲ့မန်ရှာထန်တွေရဲ့ဆုံးဖြတ်ချက်ပေါ့ဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ